အရန်ကမှသူကအရန်ကျေးဇူးရှိရဲ့ပြီးတော့ချဲ့ပေါ်မှာတကယ်ကိုမှအရန်ကောင်းခဲ့တဲ့ချစ်သူကောင်းဖြစ်ခဲ့ပါတယ်အဲ့တော့ကိုကတန်ဖိုးထားရမယ်လေနော်ကျေးဇူးတရားလည်းနားလည်ရမယ်ပေါ့နော်အဲ့တော့ကိုကဟိုသူ့အိုးငါကတော့မှမယ်အမြင်နဲ့မဲဟိုကိုလည်းမအားရနဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်နေတော့လေအဲ့လိုတန်ဖိုးထားပြီးတော့ကတော့တာပါဟုတ်တို့ရမအကျွင်းငါးသိန်းပေးရမှာတော့ဒီအဲ့လိုမျိုးဟုတ်တယ်အဲ့လိုမျိုးဟုတ်တယ်ခုထိမဆက်ရသေးဘူးနှစ်တစ်နှစ်ခွဲလောက်ရှိပြီမဆက်ဘူး ဲ့လိုမျိုးကတော့ပဲကတော့ပြလိုက်တော့ကတော့ပဲကတော့လိုက်တာမဆက်ဘူးအမေမုံမမရအဲ့နေကောပတ်စံနဲ့ကတော့တာတော့ပတ်စံပါတယ်ဒူတွေကမမြင်ဘူးအင်ကြီးတစ်ထဲနဲ့သွားကတော့လဲဟဲ့အင်ကြီးတစ်ထဲကဘသူကကတော့မှာပတ်စံလေးပါတယ်ထဲတာပေါ့နော် အာဒါတမှုထားရမယ်လေဒီဘက်ကမှဟိုဟာလေးအပျော်ချမ်းတဲ့ယောက်ျားတွေအများကြီးလေသူတို့ကြတော့ကိုယ်ဘယ်လိုပြောရမလဲအရန်ကမှသူကအရန်ကျေစုရှိရဲ့ပြီးတော့ချဲ့ပေါ်မှာတကယ်ကိုမှအရန်ကောင်းခဲ့တဲ့ချစ်သူကောင်းဖြစ်ခဲ့ပါတယ်အဲ့အတွက်ကိုကတမှုထားရမယ်လေနော်ကျေစုတရားလည်းနားလည်ရမယ်ပေါ့နော်အဲ့တော့ကိုကဟိုသူ့အုံးငါကတော့မှမယ်အမြင်နဲ့မဲဟိုကိုလည်းမအားရနဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်နေတော့လေအဲ့လိုအတမိုးထားပြီးတော့ကတော့တာပါဟုတ်တထင်းမကြီးကလာကတော့ရတဲ့အားကဂုံယူမှမပေါ်ရတယ်သူအဲ့လိုပဲစပါတယ်ဟုတ်နှစ်တိုင်းကတော့ရတဲ့ဒီတခုနှစ်တိုင်းတော့ကတော့ပါတယ်ဟုတ် လေးကတော်တော်လေးပြန့်ပြီးရောလေးဒါတိလာတိဖို့မဟုတ်သူ့အကြောင်းတခါမှမရေးဘူးအဲ့လိုမျိုးသူ့အကြောင်းပထမဆုံးရေးဘူးလားအရင်တော့ရေးတာအရင်တော့ SD အကြောင်းအဲ့လိုမျိုးကိုယ်ရေးပါတော့ပြက်တော့မှရေးတာပေါ့နော်ကြိုက်နေတော့မရေးဘူးဟိုတချို့ကျတော့လေတချို့ကျတော့ပြက်အဲဟိုပါပေါ့နော်ပြက်တချို့ကျတော့အဲ့လိုမခွန်နိုင်မပြောနိုင်ဖြစ်တယ်ဆိုတာလေသူကိုဘလို့ဆက်ဆံခဲ့လဲဆိုတော့အတိုင်းတာပေါ်မှာမူတည်တာပေါ့နော်ကိုကိုကိုသူတို့ကအမြင်နဲ့ဟိုကောင်းခဲ့တဲ့လူဆိုတော့ကိုကအဲ့လိုကြီးစားအောင်ဖြစ်သွားတိုင်းလဲမခေါ်မပြောနိုင်ဖြစ်เสียအကြောင်းမရှိဘူးပေါ့နော်ချဲ့ရဲ့အတွေ့ရတော့ချင်းနဲ့ပြတ်သမျှဘသူနဲ့မဆိုချဲ့ကငញ្ញံရေးပါပဲ လားလို့လာကြလို့ချင်ပါသူကကိုပဲကြာလားအာ तू ကအဲ့လိုမျိုး तू ကအမြင်တမ်းကိုပေါ်မှာဟိုလေသူ့တော့မှအကျွင်းငါးသိန်းပေးရမှာတော့ဒီအဲ့လိုမျိုးဟုတ်တယ်အဲ့လိုမျိုးဟုတ်တယ်ခုထိမဆက်ရသေးဘူးနှစ်တနှစ်ခွဲလောက်ရှိပြီမဆက်ဘူးအဲ့လိုမျိုးကတော့ပဲကတော့ပလိုက်တော့ကတော့ပဲကတော့လိုက်တော့မဆက်ဘူးမတောင်းဘူးပဲပေါ့ဒါကိုယ်တက်ဘူးပဲပေါ့ဘယ်လိုပြောမလဲမဟုတ်ကိုကျတော့လေအဲ့လိုမျိုးဟိုအနိုင်ကျင့်လို့ရတာပေါ့နော်အကိုလိုဖြစ်သွားရည် तू ကလေအဲ့လိုမျိုးအဲ့လိုမျိုးပါဟုတ်မဟုတ်ကျင့်ပါလေမဟုတ်ကျင့်ပါလားအကျမချမ်းသာပါစေပူအောင်မြင်ပါစေပေါ့အဲ့လိုမျိုး ဟမ်မုံမုံမရအဲ့နေကောပတ်စံနဲ့ကတော့ရတော့ပတ်စံပါတယ်ဒူတွေကမမြင်ဘူးအဲ့ညီတစ်ထဲနဲ့သွားကြရတော့ဟဲ့အဲ့ညီတစ်ထဲကဘသူကကတော့မှာပတ်စံလေးပါတယ်ထဲတာပေါ့နော်မုံမိုးတွေပြန်မပေးဘူးလားအမုံမိုးတော့မတောင်းလိုက်ဘူးပတ်စံနဲ့ကတော့ဆိုပတ်စံပြန်ပေးရင်မကောင်းဘူးလေနော်ပတ်စံမပေးနဲ့လို့ပြောလိုက်တယ်ချမ်းသာတယ်လို့ဟဲ့ ချေရကျွန်တော်တော့မချစ်ချေလေးနဲ့ကအမသူမသူနဲ့ကြာအဲ့လိုမျိုးမောင်နှမရလို့ဖြစ်နေပြီလေအဲ့လိုမျိုးကြောင့်သူကြောင့်အများကြီးပြောင်းလဲခဲ့တာပေါ့သူကအဲ့လိုမျိုးဘယ်လိုပြောရမလဲအဲ့လိုဘယ်လိုနေရမလဲဘယ်လိုထိုင်ရမလဲဘယ်လိုစကားပြောရမလဲအဲ့လိုမျိုးပေါ့ဒါပေမဲ့ interview ဖြေရတော့သူလည်းမထိန်ချုံနိုင်ဘူးပေါ့နော်ကိုကရှောက်ဖြေရအဲ့လိုမျိုးမထော်ရွဲ့တော့လာလာပြောပါတယ်သူကအဲ့လိုမျိုးကျွန်တော်တော့စုခဲအဲ့ဆူရဲဆူလဲအာလာမျိုးအဲ့လိုမျိုးပြောလိုက်တယ်အဲ့ဒီ surprise တူဖြစ်သွားမယ်ထင်တယ်နော် surprise ဖြစ်သွားတယ်အဲ့တော့ကတော့ ဘမလဲဘမလဲရှိလားရှိလားဆိုအင်းရှိတယ်အဲ့ဆိုအဲ့နေရာနေဆောင်ဆိုဘမထိုင်းပြောခွန်းခွန်းခွန်းဆိုကတော့လိုက်တာအဲ့လိုမျိုး surprise ကတော့လိုက်တာအဲ့လိုမျိုးရည်သက်တို့စီလဲစုံညင်စုံလို့ရတယ်အဲဘာကောမစုံကြည့်မဟုတ်လေဒါကြောင့်မဟုတ်ကိုယ့်အကြောင့်အဲအဲ့လိုမျိုးပေါ့မောင်နှမရေလို့ဖြစ်သွားရဲ့